ကိုစိတ်နှပြဘေးရန်ကွာကျမ်းမာရွှင်လန်းနိုင်ကြပါစေဒီကနေ့တော့တက္ကမကြီးတောင်ဆန်းစုကြည်ရဲ့ Freedom from Fear ကြောက်ရွံ့ခြင်းမှကင်းဝေးခြင်းဆိုတဲ့စာအုပ်ထဲက In Quest of Democracy Democracy ရှာပုံတော်အပိုင်း9ကိုဆက်လက်ပြီးတော့ဆွေးနွေးကြရအောင် Democracy အပိုင်း9မှာတက္ကမကြီးရေးထားတဲ့ဥစ္စာကိုဥစဉ်ပထမဆုံး The Buddhist sanghas in their traditional role as a teachers have used ancient Buddhist teachings to explain important values that people care about however the effort to connect traditional knowledge with the modern life isn't limited to any single group it spread throughout Burmese society, from city scholars and shopkeepers to strong village grandmothers. အဲ့ဒါကိုဆက်လက်ပြီးတော့ဆွေးနွေးကြရအောင်။ဒါဒကမာကြီးကသူ့ရဲ့လေလာထားမှုတွေအမြင်တွေမြမယဉ်ကျေးမှုရဲ့တကယ့်အစ်စ်မှန်တွေကိုဒါပြောပြတာပေါ့နော်။ဒီမိုကရေစီနဲ့ဘယ်လိုဆက်နွယ်တယ်ဒီမိုကရေစီကိုဘယ်လိုလေလာထားကြရတယ်ဆိုတဲ့ဥစ္စာကိုဒါပြောပြတယ်။ဒီမှာ the Buddhist Sanghas and their traditional role as a teacher. Now, Buddhist Sanghas ဆိုတာဗုဒ္ဓဘာသာတန်ဃာတော်များယဟန်တော်များဟာတဲ့ and their traditional role သူတို့ရဲ့ရိုးရာယဉ်ကျေးမှုအခန်းကဏ္ဍမှာ as a teacher ဆရာတယောက်အနေနဲ့ဆရာများအနေဖြင့်ယဟန်တရားဘယ်လိုနေရာမှာနေရလဲဆိုတော့ဆရာဒီအနေနဲ့ have a used အသုံးပြုကြတယ်တဲ့အဲ့ဒီဆရာတွေကဘာတွေကိုအသုံးပြုတယ်လဲဆိုတော့ ancient buddhist teachings ရှေးဗုဒ္ဓတရားတော်များကိုဗုဒ္ဓရဲ့ဓမ္မတွေကို အသုံးပြုကြပါတယ်တဲ့ရဟန်းတန်ဃာတွေကအဲ့တော့ဘာလို့ပေါ်အသုံးပြုသလဲဆိုတော့ to explain ရှင်းပြဖို့ important values အမတမ်းမှတန်ဖိုးရှိတဲ့အရာတွေကိုဒါရှင်းပြဖို့ဆိုပြီးတော့ that people care about အဲ့ဒီတန်ဖိုးတွေကိုပြည်သူတွေကပြည်သူလူထုကအမတမ်းမှဟာလာနှစ်သက်တဲ့ တန်ဖိုးထားတဲ့အရာတွေကိုဒါရှင်းပြဖို့ဆိုပြီးတော့ဗုဒ္ဓရဲ့တရားတော်တွေကိုဟာလာယန်တန်ဃာတွေကဆေးဟာဆိုတဲ့နေရာကနေပြီးတော့ဒါရှင်းပြပါတယ်တဲ့ However ဒါပေမဲ့လည်းပဲ the effort to connect traditional knowledge with modern life the effort to connect traditional knowledge အဲ့တော့ယူရဘုသူတာတွေနဲ့ with modern life အခုလက်ရှိခေတ်ရဲ့ဘဝတွေနဲ့ချိတ်ဆက်ဖို့အထောက်တဲ့နေရာမှာ isn't limited to any single group isn't limit ဆိုတာကန့်သက်ထားတာမရှိပါဘူးတဲ့ to any single group ဘယ်အဖွဲ့အစည်းတစ်ခုအတွက်ပဲဆိုပြီးတော့အဲ့ဒီလိုကန့်သက်ထားတာမရှိပါဘူးတဲ့ယန္တန်ဃာတော်များရှင်းပြတဲ့ဗုဒ္ဓရဲ့တရားတော်တွေဟာ it spread throughout Burmese society ရမြမယဉ်ကျေးမှုမြမလူအဖွဲ့အစည်းတစ်ခုလုံးကို throughout Burmese society မြမလူအဖွဲ့အစည်းတစ်ခုလုံးကိုပြန့်နှံ့သွားတယ်တဲ့เนาะဒီ ဗုဒ္ဓရဲ့တရားတော်တွေကိုဘလောက်ထိအောင်ပြန့်နှံ့တယ်လဲဆိုလို့ရှိရင် France City Scholars မြို့ပေါ်မှာရှိကြတဲ့ပညာတတ်လူအတိုင်းဝိုင်းတွေ and shop owners ဈေးအောင်ဈေးဝယ်လုပ်နေကြတဲ့ကုန်သည်တွေအဲ့ဒီကနေပြီးတော့ဘယ်ထိအောင်လဲဆိုတဲ့အခါကျတော့နောက်ပိတ်ဆုံး to a strong village grandmother ဟောယွာမှာရှိကြတဲ့ဟုတ်လားကျေးလက်ဒေသကအဖွားတွေကစပြီးတော့နော်အဖွားတွေအထိအောင်ဗုဒ္ဓရဲ့တရားတော်တွေဟာပြန့်နှံ့နေဆိုပြီးတော့ဒါ ဒကမိုက်တော်ဆန်းစုကြည်ကနော်ဒီမိုကရေစီရဲ့ပြန့်နှံ့ပုံကိုဗုဒ္ဓဘာသာယဉ်ကျေးမှုမြမလူဖွဲ့စည်းနဲ့ဗုဒ္ဓဘာသာဟာခွဲခြားလို့မရဘူးခွဲထားလို့မရဘူးเนาะအဲဒီဗုဒ္ဓရဲ့တရားတော်တွေကနေပြီးတော့ဒီမိုကရေစီကိုပြန့်နှံ့တာဟာကျေးလက်ဒေသကအဖွားထီအောင်ပဲเนาะအဖိုးဖွားတွေထီအောင်အဲ့တော့မြို့ပေါ်ကပညာတက်လူအတိုင်းဝိုင်းတွေကတော့ဒါထားလိုက်ပါတော့သူတို့ကတော့စာပေပေါင်းစုံလေးလာလို့ဒါတည်ကြရတယ်ကျေးလက်ကတွေကဘယ်လိုလဲဆိုတော့ ုံမုံတို့ငယ်ငယ်တုန်းကဆိုလို့ရှိရင်ဘွားတွေကဓမင်းစားပြီးပြီဆိုလို့ရှိရင်လတာတာမှာငါပြီးလာဟိဆိုပြီးတော့ကြော်လေးကိုပော့ပြီးတော့ဇာတကဇက်တော်တွေတဲကပုံပြင်လေးတွေเนาะအဲ့ဒါလေးတွေကိုဆိုပြပြီးတော့ဗုဒ္ဓဘာသာရဲ့အမွေနှစ်တွေကိုဖြန့်ဝေပေးခဲ့တယ်။ဘယ်မင်းကြီးကဘယ်လိုဘယ်လိုပြည်သူတွေကိုအဲဘယ်လိုကျွေးမွေးစောင့်ရှောက်တယ်စသည်ဖြင့်ပေါ့။အဲ့ဒီလိုဟာတွေဒီဟာတွေကဘာလဲဆိုတော့ဒီမိုကရေစီရဲ့သဘောတရားတွေနဲ့တွားပြီးတော့တိုက်ဆိုင်တယ် အဲ့တော့ဟာရှင်ဘုရားဗုဒ္ဓဘာသာနဲ့ဒီမိုကရေစီနဲ့ဘယ်လိုများသွားတိုက်ဆိုင်မလဲဆိုပြီးတော့မေးခြင်းမေးလို့ရတယ်အဲ့ဒီမှာယဟန်တန်ဃာတွေကဆရာတော်တန်ဃာတို့ဒီဥစဉ်ဒီကုရင်ဒီကစပြီးတော့အလုံးလေးလာထားကြရတဲ့လေဒီဆရာတော်ဘုရားကြီးရဲ့ခုနှစ်နှစ်ဘုရားရှိခိုးပထမအပိုက်ကိုပဲကြည်ကြည်လိုက်ပါနော်ဘလောက်ထိအောင်ဗုဒ္ဓဘာသာရဲ့သဘောတရားတွေဟာဒီမိုကရေစီနီးကြတယ်လဲဆိုတာကို ါပြောပြခြင်းတယ်လေဒီဆရာတော်ဘုရားကြီးရဲ့ခုနှစ်ဘုရားရှိခိုးတဲ့မှာပထမဆုံးဘိုက်ကိုရွတ်ကြည့်လိုက်ရင် သုံးလူရှင်ပင်ကျွန့်ထိတ်တယ်တောင်းခွင်ဆက်ကြဝလာနတ်ပြမာတို့ညညာယုံစုတောင်းပန်မှုကြောင့်ယဒုနကိုရှွန်းရှွန်းဆိုသည်ဝါဇူလပြီကျွင်မင်းနေဝဲချမ်းမြေ့ကြည်ပြူတန်တေယူသည်နတ်လူငိမ့်ဖို့ဂိမ့်ပါကိုလို့ဒီလိုဆရာတော်ဘုရားကြီးကရေးဆက်တော်မူခဲ့တယ်အဲ့ဒီအထက်မှာကိုပဲ ဒီမိုကရေစီနီးကြရတယ်ဘလောက်တိအောင်ကြရတယ်လဲဆိုတာစဉ်းစားကြည့်လိုက်တိတ္တထမင်းသားအဖြစ်မွေးဖွားတော့မယ်ပဋိတန်တွေတီးတော့မယ်အချိန်ကနောက်ဆုံးဘဝပေါ့နော်သူမိသားကနေပြီးတော့ဘုရားအဖြစ်ကိုရောက်ရှိအောင်ရောက်ရှိနိုင်အောင်ဘုရားဖြစ်နိုင်အောင်ဆိုတဲ့အည်အသွေးတွေအည်အချင်းတွေကိုဖြည့်ဆည်းရင်ဖြည့်ဆည်းရင်ဖြည့်ဆည်းရင်နဲ့နောက်ပိတ်ဆုံးသူအည်ချင်းပြည့်တော့မယ်နောက်ပိတ်ဆုံးမှာတိတ္တထမင်းသားအဖြစ်နဲ့ပဋိတန်တွေ တီဘိုနတ်တွေပြမာတွေကတိတ်တထမင်းသားကိုဘုရားအလောင်းတော် အခုချိန်ဟာပဋိသင်တွေတီဖို့အချိန်ရောက်ပါပြီတီတော်မူပါတော့ဆိုပြီးတော့တောင်းဆိုမှပြည်သူတွေရဲ့ဆန္ဒနတ်တွေရဲ့ဆန္ဒမြမာတွေရဲ့ဆန္ဒနဲ့ပဋိသင်တွေတီတယ်ဒါဒီပဲလျင်ဒီမိုကရေစီနှိကြကြပဋိသင်တွေတီတယ်လို့ဒါပြောလို့ရတယ်ဒါဟာပဋိသင်တွေတီတာကစနောက်တခါမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်ပိုင်းအချင်းချုပ်ပေါ့နောက်ပိုင်းဝါရ20ထိအောင် ဖွဲ့စည်းပုံ ခြေခံဥပဒေဆိုတာမရှိခဲ့ဘူးเนาะဖွဲ့စည်းဖွဲ့စည်းပုံခြေခံဥပဒေဆိုတာကတော့ဒါနိုင်ငံရေးစကလုံးပေါ့လေဗုဒ္ဓဘာသာရဲ့ဝါဟာရဆိုတော့ဝီနီးပေါ့ဝီနီးတော်ဟာနှစ်ပေါင်း20အထိမပေါ်ခဲ့ဘူးနှစ်ပေါင်း20ကြာမှပေါ်ခဲ့တယ်အဲ့ဒီမှာပေါ်တဲ့နေရာမှာလည်းပဲမြတ်စွာဘုရားကသူ့သဘောစန္ဒအလျောက်သူ့စိတ်ထဲမှာရှိတဲ့အတိုင်းဒီတိုင်းဒီတိုင်းမင်းတို့လိုက်နာကြဆိုပြီးတော့အဲ့ဒီလိုပြောခဲ့တာဒီပြညတ်ထားခဲ့တာ ရေးခဲ့တာတွေမဟုတ်ဘူးတန်ဃာတော်တွေရဲ့ကံွယ်မှုတွေဇန္ဒတွေစသည်ဖြင့်နောက်တကတန်ဃာတော်တွေတွေမဟုတ်ဘဲနဲ့ဟာလာလူတကာတကမတွေရဲ့ကံွယ်မှုတွေဇန္ဒတွေအဲ့ဒီဟာတွေကိုကြည့်ပြီးကမှဟာဒါတွေတော့မသင့်တော်ဘူးဒါကိုဒီလိုလောက်ကြဆိုပြီးတော့ဒါတွေတော့မသင့်တော်ဘူးဒီလိုမလောက်ကြနဲ့ဒီလိုပြညတ်ထားခဲ့တာအဲ့တော့ဥပမာဆိုကြပါစို့ဒီဝါဆိုတဲ့အကြောင်းရန်တန်ဃာတွေဝါဆိုရမယ်ဆိုပြီးတော့ပြညတ်ထားတဲ့အာမ ဟုတ်လားမိုးတွင်းကာလမှာရန်တန်ဃာတွေကလှဲ့လဲပြီးတော့သွားကြတဲ့အခါမှာတပားမဟုတ်နှစ်ပားမဟုတ်ရန်တန်ဃာပေါင်းများစွာ ရာနဲ့ခြေထောင်နဲ့ခြေပြီးတော့အဲ့လိုသွားကြတယ်အဲ့ဒီလိုသွားကြတဲ့အခါမှာမိုးတွင်းကာလကောက်ပဲသီးနှံနေစိုက်ကြတဲ့ဒကာဒကာမတွေလူပုဂ္ဂိုလ်တွေဟာကောက်ပဲသီးနှံတွေအပေါ်မှာနင်းပြီးတော့ဖျက်လျှောက်သွားကြတယ်ရန်တန်ဃာတွေဟာအဲ့တုန်းကလမ်းတွေလည်းပဲရှိကြမှာရှုံးမယ်ပေါ့လေခွင်းတဲ့တွေကနေပြီးတော့ရာခင်းတဲ့တွေကနေပြီးတော့သွားလာကြတဲ့အခါမှာ ဲ့ဒီသီးနှံတွေပေါ်မှာနင်းမိတယ်နင်းမိတော့လူတွေကအဲ့ဒါညုံညင်ကြတာပေါ့ဩယဟန်တန်ဃာတွေဟာဘယ်နဲ့လူတွေစိုက်တဲ့စက်ခဲနေပေါ်မှာနင်းလျှောက်သွားကြတယ်လူတွေမပြောပါနဲ့ငှက်တေတောင်မှမိုးရင်ကာလဆိုလို့ရှိရင်အတိုက်ထဲမှာနင်းနေကြရတယ်ယဟန်တွေကကြောက်မှမနေကြဘူးဆိုပြီးတော့အဲ့ဒါလိုကဲ့ရဲ့ကြတယ်အပြစ်တင်ကြတယ်အဲ့လိုကဲ့ရဲ့အပြစ်တင်တဲ့အခါမှာအဲ့ဒီကဲ့ရဲ့တဲ့အတန်တွေကိုမြတ်စွာဘုရားစီကိုပြန်လျှောက်ကြတော့မြတ်စွာဘုရားကကဲ လူတွေရဲ့အကျိုးစီးပွားကိုငဲ့ညားပြီးတော့ဝါတွင်မှာဝါဆူရမယ်ဆိုပြီးတော့ဒါပညာချက်ထားခဲ့တယ်အဲ့ဒီပညာချက်ဟာဘာကြောင့်ပေါ်လာရတယ်လဲဆိုတော့ပြည်သူပြည်သားတွေရဲ့အတန်ကိုနားထောင်တာပဲဒါပါလဲဆိုတော့ democratic spirit of early buddhism လို့ဒါပြောလို့ရတယ်ဗုဒ္ဓဘာသာရဲ့အစောဆုံးသောဘာလဲဒီမိုကရေစီရဲ့ဝိညာဉ်လို့ဒါပြောလို့ရတာပြည်သူ့ဆန္ဒကိုဘယ်လောက်တိအောင်လေးထားတယ်လဲဆိုတာ ဒါတက်တည်တစ်ခုပေါ့နောက်တက်ပြည်သူတွေရဲ့ဆန္ဒကိုဘလောက်အလေးထားတယ်လဲဆိုတဲ့ဟာတစ်ခုနောက်တက်တစ်ခုပြောပြခြင်းသေးတယ်ဒါကတော့ဝီနီးတက်မှာတော့မဟုတ်ဘူးပေါ့နော်ဇာတကထဲမှာဝီနီးအဖြစ်မပြညတ်လိုက်ရဘူးဒါပေမဲ့ပြညတ်ပြီးတော့ပြန်ပြီးတော့ချက်ချင်းပဲရုပ်သိမ်းလိုက်တဲ့ဝီနီးတစ်ခုရှိတယ်ဒန်လဝက်ဘက်ကဇက်ဆိုတာရှိတယ်အဲ့ဒီဒန်လဝက်ဘက်ကဇက်မှာမြတ်စွာဘုရားဇေဒဝံចောင်းသားကကောသလမင်းကြီး ဆောက်လုပ်ထားတဲ့ရာဇိကာယုံဆိုတဲ့เจ้ามาเตียฮ้อดาบ่เบยตัด4บาเออตะกาตะกะมะยะหันยะหันมะสะติเพียงไอ้หลุเบยตัด4บาโกเตียฮ้อနေတဲ့အခါမှာမြတ်စွာဘုရားကအမတ်မတင်နှာချီလိုက်တယ်ဗောနှာချီလိုက်တဲ့အခါမှာယဟန်တွေကဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားတက်တော်ရှိပါစေကျမ်းမာပါစေချမ်းသာပါစေဆိုပြီးတော့အဲ့ဒါလို့ဆူတောင်းပေးလိုက်တယ် အတန်ကျဲကြီးပဲရဟန်းတွေအများကြီးအဲ့ဒါလို့ဆူတောင်းပေးလိုက်တဲ့အခါမှာတရားနာနေတဲ့ဘေးသက်တွေရဲ့အာယုံကဆူတောင်းတဲ့တန်ဃာတွေဘက်ကိုအာယုံရောက်သွားတယ်အဲ့ဒီအခါမှာတရားဟောတဲ့ဘက်ကိုအာယုံကရက်တန့်သွားတော့ဖះကအယူသီးမှုကိုလည်းမကြိုက်ဘူးနော်မကြိုက်တဲ့အခါကျတော့ခြေသားတို့တဲ့တင်းတို့ကဟာလာအသက်ရှိပါစေဆိုတော့က ဲ့ဒါလို့ဆူတောင်းယုံနေကအသက်ရှိသလားတဲ့မရှိပါဘူးကျမ်းမာပါစေလို့ဆူတောင်းယုံနေကကျမ်းမာသလားတဲ့အဲ့ဒါလို့လည်းမကျမ်းမာဘူးဒါဆိုရင်တော့ကိုအဲ့ဒါလို့ဆူတောင်းမှုတွေမလုပ်ကြနဲ့နော်အတန်ထွက်ပြီးတော့မလုပ်ကြနဲ့အဲ့လိုလုပ်လို့ရှိရင်ဒုက္ခအာဘသင်စီဆိုပြီးတော့အဲ့ဒါလို့ပြင်ညာလိုက်တယ်ဒုက္ခအာဘသင်စီနော်တင်းငယ်တဲ့အာဘပေါ့အဲ့ဒါလို့ပြင်ညာလိုက်တဲ့ပြင်ညာပြီးတဲ့နောက်မကြခင်မှာပဲယဟန်တော်ဒီထဲက နှာချီပြန်ရောနှာချီလိုက်တဲ့အခါမှာလူတွေကအဲ့ဒီဒေသခံလူတွေကတက်တော်ရာကျော်ရှိပါစေကျမ်းမာပါစေချမ်းသာပါစေဆိုပြီးတော့အဲ့ဒါလို့ဆူတောင်းပေးပေးကြတယ်တဲ့နော်နှာချီတဲ့ကိုတော်ကိုဆူတောင်းပေးတဲ့အခါကျတော့အဲ့ဒီကိုတော်ကမလုပ်လဲဆိုတော့ဘာမှပြန်မပြောဘူးစောစောကဘုရားကပညာထားတာဆိုတော့အဲ့ဒီပညာချက်ကိုလိုက်နာတဲ့အနေနဲ့ဘာမှမပြောဘဲနေတဲ့အခါကျတော့လူတွေကကဲ့ရဲ့တယ်ဟာဒီကိုတော်တွေကယဉ်ကျေးမှုထုံးတဲ့ဆင်လာတွေကိုလည်း မလေးစားပါလားငါတို့ကသူတို့ကိုကြမ်းမာပါစေချမ်းသာပါစေတက်ရှိပါစေလို့ဆုတောင်းပေးတာသူတို့ကဘာမှလည်းမတုံ့ပြန်ကြဘူးဆိုပြီးတော့အဲ့ဒါလို့ကဲ့ရဲ့တဲ့အခါကျတော့မြတ်စွာဘုရားကဩလူတွေဟာမင်္ဂလာဆိုတဲ့စကားတန်ကိုသူတို့ကနှစ်သက်ကြတယ်ဒါကြောင့်မလို့ကဲဒါဆိုရင်လည်းပဲမင်းတို့တုံ့ပြန်လို့ကတုံ့ပြန်နိုင်တယ်เนาะအချိန်ကာကာလကိုကြည့်ပြီးတော့တုံ့ပြန်နိုင်တယ်ဆိုပြီးတော့အဲ့ဒါလို့ပြန်ပြီးတော့ခွင့်ပြုပြန်တယ်မြတ်စွာဘုရားကဒီနေရာမှာပဲပ အဲ့ဒီဒုက္ခအဘကိုပြန်ပြီးတော့ရုပ်သိမ်းတယ်အဲ့ဒါဘာလဲဆိုတဲ့အခါကျတော့ဒီဒုက္ခအဘအဘဆိုတာကလူတွေရဲ့ယဉ်ကျေးမှုကိုမစော်ကားမိဖို့ mutual respect ခေါ်တာပေါ့အပြန်အလှန်လေးစားမှုကိုဖြစ်အောင်ဆိုပြီးတော့မြတ်စွာဘုရားကဒါပြည့်ညတ်ခဲ့တဲ့သိငယ်တဲ့ဒါအမှုတွေရှိတယ်ဒါဟာလည်းပဲဒါအမတန်မှဒီမိုကရေစီနှိကျတဲ့ဟာတွေနော်ဗုဒ္ဓရဲ့တရားတော်တွေထဲမှာများစွာရှိတယ်ဒါတွေကိုယဟန်တန်ဃာတွေကနော် လူတကာတက္ကမတွေကိုဟောပြတဲ့အခါမှာဒီမိုကရေစီရဲ့ဝိညာဉ်တွေဟာလူတွေကလေ့လာခွင့်ရတယ်တန်ဃာတော်ဒီစီကလေ့လာခွင့်ရတယ်ဆိုတာကိုဒါတက္ကမကြီးတော်ဆန်းစုကြည်ကပြောကျင်တာဖြစ်ပါတယ်ဦးစင်းတို့မြန်မာနိုင်ငံကဗုဒ္ဓဘာသာဝင်တဲ့အားလုံးသောမြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးဟာဆရာနာရှင်အောက်မှာပညာရေးတွေဘလောက်ပဲဖြည့်ဆည်းခံရစေကမူဗုဒ္ဓရဲ့တရားတော်တွေထဲကတန်ဖိုးဖြတ်လို့မရတဲ့ အရာတွေဒီမိုကရေစီရဲ့ဝိညာဉ်တွေကိုလေ့လာပြီးတော့ဒါဒီမိုကရေစီရဲ့သဘောတရားတွေကိုလေ့လာရတယ်သဘောပေါက်တယ်ဆိုတဲ့အကြောင်းကိုတက္ကမကြီးတော်ဆန်းစုကြည်ရှင်းပြတာဖြစ်တဲ့အကြောင်းပြောကြလိုက်ပါတယ်အားလုံးမိမိတို့လိုလားတောင်းတတဲ့ Federal Democracy ကိုအမြန်ဆုံးရောက်လာနိုင်ကြပါစေရှောက်လာနိုင်ကြပါစေလို့ဆန္ဒပြုပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေ